အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Winner Team မြန်မာ YouTube Channel ဘောလုံးမသုံးသက်ချက်ကနေပါပြန်လဲကြိုးဆိုလိုက်ပါရခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနေ့ Super Sunday မှာလည်းကျွန်တော်တို့ဒါပွဲစဉ်အကောင်းကြီးကျွန်တော်တို့ရှိတယ်တကယ်ကိုရင်ခုန်စစ်လို့ရှာပွဲကျွန်တော်တို့ ဘောလုံးပွဲစဉ်တွေကျွန်တော်တို့ရှိပါတယ်ဗျာဒီနေ့ပွဲစဉ်တွေကိုသုံးသပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်အင်္ဂလန်ပရီးမီယာလိဂ်ကပွဲစဉ်တစ်ခုဖြစ်တဲ့ကျွန်တော်လစ်ဗာပူးနဲ့မန်ယူနဲ့ပွဲစဉ်မှာအင်ရှင်လစ်ဗာပူးကနေပြီးတော့1ဒီကိုပေါင်းကြီးကကျွန်တော်သုံးလုံး30စားဆိုပြီးတော့ပေးထားတာတွေ့တယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်တော့လစ်ဗာပူးအင်ကွဲမှာတစ်လုံး100ပေးပြီးတော့22ဆိုပြီးတော့တည်ကြခဲ့တယ်လစ်ဗာပူးကကျွန်တော်တို့သုံးပွဲဆက်ရှုံးထားတဲ့အသင်းလည်းဖြစ်တယ်ကျွန်တော်တို့9ပွဲဆက်လည်းလစ်ဗာပူးကကြီးကြထားတဲ့အနေအထားကိုတွေ့ရတယ်မန်ယူကတော့ကျွန်တော်တို့9ပွဲကစားပြီးတော့ကြီးအောင်ထားတာဆိုလို့2ပွဲပဲ ကျွန်တော်တို့ရှိတာကိုတွေ့တယ်ပေါ့နော်လေဘူးကတော့ကျွန်တော်တို့အိမ်ခွဲမှာဂျေးမအောင်ထားတာနောက်ဆုံးနေနဲ့ကျွန်တော်တို့သုံးပွဲဆက်တောင်ကျွန်တော်တို့ရှိပြီပေါ့နော်မန်ယူကတော့ကျွန်တော်တို့ဒီနှစ်မှာကျွန်တော်တို့အသင်းကြီးတွေနဲ့ကျွန်တော်အာဆင်နယ်ကိုရှုံးခဲ့တယ်မန်စီးတီးကိုရှုံးခဲ့ပြီးတော့ချက်စီးကိုတော့နိုင်ခဲ့တယ်ပေါ့နော်တို့တော့ ပွဲတိုင်းကတော့ကျွန်တော်တို့ဂိုးတွေပြီးခဲ့ရတာရှိတယ်။ဒီပွဲမှာကျွန်တော်တို့လီဗာပူးကအရင်ဂိုးသမားနဲ့ကျွန်တော်တို့ပွဲထက်လာဖို့ရှိတယ်ပေါ့နော်။အဲလင်စင်ကတော့ဒါဒဏ်ရာရနေတယ်။လီဗာပူးတွေကျွန်တော်တို့ပွဲပြီးခဲ့တဲ့ကျွန်တော်တို့ပွဲပေါ့ချက်စီးပွဲမှာနောက်ကျဂိုးနဲ့ဒါလီဗာပူးကရှုံးခဲ့တာ။သို့တော့ အဲ့ဒီဘွယ်မှာကျွန်တော် expected ကိုရာချက်စီးကိုကျွန်တော်နှစ်ဆနီးပါးအထိကို expected ကိုတားတဲ့အနေထားကိုကျွန်တော်တို့တွေ့ရပေါ့နော် Man U ကတော့ Sunderland နဲ့ပွဲကလွဲလို့ရှိရင်ကျန်တဲ့ပွဲတိုင်းမှာပြီးကူးတွေပြီးရတဲ့အနေထားကိုကျွန်တော်တို့တွေ့တယ်ဒီဘွယ်မှာ BTT ရဲ့စီကုတ်ကလည်း1.5အနေထားကိုတွေ့ထားတာဖြစ်တယ်ပေါ့နော်ဒီဘွယ်ကတော့ကျွန်တော်တို့ Liverpool အနိုင်ကိုကြိုက်တယ်ဗျ Liverpool ကကြေးမအောင်ထားတာခုနှစ်ပွဲဆက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့် Liverpool ရှုံးထားတဲ့ပွဲကလည်း3ပွဲဆက်ရှုံးထားတဲ့အနေထားလေးတွေ့တယ်ကျွန်တော်ဒီဘွယ်ကတော့ Liverpool နိုင်နေမယ်လို့ကျွန်တော်တို့ထင်တယ်လီဗာပူးကိုပဲကျွန်တော်တို့ ကြိုက်တယ်ဗျာနောက်တစ်ပွဲတော့ကျွန်တော်တို့ Italy Serie A ကပွဲစဉ်တစ်ခုဖြစ်တယ်ကျွန်တော်တို့ကိုမုံနဲ့ဂျူဝင်တက်နဲ့ပွဲစဉ်မှာပေါ့နော်ဒီမှာတော့အဝေးခွင့်ဂျူဝင်တက်ကနေပြီးတော့ level ကို25ရှုံးကိုပေါင်းကြီးရနှလုံးကို90ရှုံးဆိုပြီးတော့ပေးထားတာတွေ့တယ်ပေါ့နော်ပြီးခဲ့တဲ့အနှစ်တုန်းကလည်းကျွန်တော်ဂျူဝင်တက်ကအဝေးခွင့်မှာ level 90ရှုံးပြီးပြီးတော့ကျွန်တော်တို့2-1နိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်အိမ်ခွင့်မှာလည်းကျွန်တော်ဂျူဝင်တက်ကပဲနိုင်ခဲ့တယ်ပေါ့နော်ကိုမုံအနေနဲ့တော့ဘိုလိုနာနဲ့ပွဲရလွဲလို့ရှင်ကျန်တဲ့ပွဲတိုင်းမှာကိုမုံအနေနဲ့ကိုရထားတာကိုတွေ့တယ်ဂျူဝင်တက်ကလည်းဂိုးမရတဲ့ပွဲဆိုလို့ကျွန်တော်နောက်ဆုံးခံခဲ့တဲ့ AC နဲ့ကျွန်တော် တို့ကန်ခဲ့တဲ့ပွဲမှာပဲဈေးစီး တည်ကြခဲ့ပြီးတော့ဂိုးမရထားဘူးပေါ့နော်။ဂိုမိုဒီကျွန်တော်နောက်ဆုံးနှစ်ပွဲဆက်မှာတည်ကြထားတယ်လို့ဂျူဝင်တက်ကလည်းနောက်ဆုံးခံခဲ့တဲ့၅ပွဲဆက်မှာသူ့အနေနဲ့တည်ကြထားတယ်။နိုင်ပွဲလည်းပျောက်ထားတဲ့အခြေအထားကိုတွေ့တယ်။ဒီပွဲကတော့ကျွန်တော်တို့နှစ်သင်းဒီနှစ်သင်းလုံးမှာတည်သင်းတဲ့တော့နိုင်လိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်။တည်ကြီးတောက်လျှောက်ကြထားတဲ့အခြေအထားကိုကျွန်တော်တို့တွေ့တဲ့အခြေအထားကြောင့်ပြီးခဲ့တဲ့နှစ်ကလည်းကျွန်တော်တို့နှစ်ကြော်စလုံးမှာကျွန်တော်ဂျူဝင်တက်တည်ကိုမိုဝန်နိုင်ခဲ့တယ်။သို့တော်လည်းပဲလက်ရှိမှာပြီးထားတဲ့ဇီယာ level ကို25လောက်ပဲပြီးထားတဲ့အခြေအထားကဂျူဝင်တက်နိုင် ုင်ကြီးဖောက်ထားတဲ့အနေအထားကိုကျွန်တော်တို့မတွေ့ရဘူးပေါ့နော်။မနေ့ကကန်ခဲ့တဲ့ CDA ကျွန်တော်တို့၄ဘွဲကစားခဲ့တယ်။အဲ့ဒီ၄ဘွဲမှာတစ်ဘွဲမှ goal မပေါ်ထားဘူးပေါ့နော်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီဘွဲမှာတော့ကျွန်တော်တို့အပြန်လည်သွင်းကိုယ်တွေကျွန်တော်တို့ရှိနိုင်တယ်။ဂျူဝင်တက်ကလည်းကျွန်တော်တို့ဒါနိုင်ကြီးဘော်ရီကြီးကိုဖောက်ထားတဲ့အနေအထားမဟုတ်တဲ့အတွက်ကြောင့်ဒီဘွဲတော့ကျွန်တော်တို့ goal ပေါင်းအပေါ်ကိုကျွန်တော်တို့ကြိုက်ပါလေဗျ။နောက်ဘွဲကတော့ကျွန်တော်တို့ဂျာမန်ဘွန်ဒလီကာဘွဲစဉ်တစ်ခုဖြစ်တဲ့ကျွန်တော်တို့ Frankfurt နဲ့ကျွန်တော်တို့ Frankfurt နဲ့ဘွဲစဉ် ပွဲစဉ်မှာပေါ့နော်ဒီမှာတော့အဝေးကွင်းကျွန်တော်တို့ front fan ကနေပြီးတော့ level 30ရှုံကိုပေါင်းကြီးကကျွန်တော်တို့၃လုံးကို30စားဆိုပြီးတော့ပေးထားတာတွေ့ရတယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်တုန်းက front Frankfurt ဒီအင်ကွဲမှာကျော် level 50ရှုံးပြီးပြီးတော့ Frankfurt ကပဲ13နဲ့နိုင်ခဲ့တယ်လို့အင်ကွဲမှာလည်း Frankfurt ကပဲကျော်လို့နိုင်ခဲ့တာတွေ့ရပေါ့နော်အရှင်ဖရိုင်ဖက်ကကျွန်တော်တို့ဒါ၃ပွဲဆက်၉အောက်ထားပြီး၉အောက်ကစားထားတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရပြီးတော့ဖရိုင်ဖက်ဒီဂိုးမသွင်းနိုင်တဲ့ပွဲစုလို့ကျွန်တော်တို့မူချမ်းဂလာဘက်နဲ့ကျွန်တော်တို့ဒီတပွဲပဲရှိရပေါ့နော်ဖရိုင်ဖက်ကတော့ကျွန်တော်တို့၂ပွဲဆက်ရှုံးထားတယ်ချန်ပီယံလိဂ်ကိုကျွန်တော်တို့ဘွန်နဒီကာရောပေါ့နော်ဒီကိုရှုံးတယ်ဘိုင်ယန်မြူးနစ်ကိုရှုံးတယ်ပေါ့နော်ပြီးခဲ့တဲ့ပွဲဘိုင်ယန်မြူးနစ်ပါလဲ ဗိုင်ယန်မြူးနစ်နဲ့ပွဲမှာလည်းဂိုးမရထားဘူးပေါ့နော်သူ့အနေနဲ့၃ပွဲဆက်ရှုံးဖို့တော့ကျွန်တော်တို့ခက်ခဲမယ်လို့တော့ကျွန်တော်တို့ထင်တယ် ဒီနှစ်ဒီနှစ်သိန်းရဲ့ကျွန်တော် head to head ကိုကြည့်လိုက်လို့ရှင်လဲကျွန်တော်တို့ဂိုးတွေအပြန်လန်သွင်းထားတယ်ဂိုးများထားတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲဒီကျွန်တော်တို့ဒီ fry fat ရဲ့ကျွန်တော်တို့ဒါဂိုးဈေးခွက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှင် fry fat ဒီတကူအထက်ကိုသွင်းမှာ1.37ပဲရမယ်အနေထားအကြောင်းဒီဘွဲက fry fat အနေနဲ့ Asian fry fat အနေနဲ့ဂိုးရဖို့အလားအလာတော်တော်လေးအားကောင်းနေတယ်လို့အဝေးခွင် fry fat အနေနဲ့ကလည်းဂိုးဈေးခွက်မှာကျွန်တော်တို့တကူအထက်သွင်းရင်1.4အနေထားရှိတဲ့အတွက်ကြောင့်ဒီဘွဲကကျွန်တော်တို့ဒါဂိုးများမယ်ပိုးအဆင့်တစ်ခုဖြစ်တယ် ဒီပွဲကတော့ကျွန်တော်တို့ကိုပေါင်းအပေါ်ပဲကျွန်တော်တို့ကြိုက်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့ဒီလောက်ပါဗျာအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ